ဘသူ့ကိုမှမချစ်ခင်ဘူးပါအောင်ဆိုဒါပေမဲ့ဒီတစ်ခုတော့မောမပြောရလို့ကိုဖုံးကွယ်ထားပြီးမိပါလားရိုက်တော့တော့ရိုက်လိုက်တာပဲဗျာအဲပြန်ကြည့်တော့ပြီးတော့နောက်က music နဲ့စံတရားလေးတွေတရောလေးတွေနဲ့တော့ကျွန်တော်ကိုယ်တိုင်ဥရားပါတယ်မောတော့ခေါ်မယ်အာမောစပန်ကလေအဲ့လိုမျိုး easy ကလေးလေးတော်တော်လုံးတက်တယ်အဲပိုးမမိတာနဲ့တော့နည်းနည်းกว่าပိုးမမိတာနည်းနည်းလေးတောင့်နေဆိုတော့လေ လေအားလုံးရဲ့ဘဝမှာတော့အချစ်အတွက်အတိုက်ခံလုပ်ရတဲ့အချိန်တစ်ခုခုတော့ရှိမှာပဲလေနော်ကိုကိုနဲ့ကိုချစ်ရတဲ့သူကတစ်ခုခုကွာခြားတဲ့အကြောင်းအရာလေးရှိရင်တော့တိုက်ခံလုပ်ရမှာပဲ hot 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 so you food see food city hot 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 so see food see food city ya da shi sa lo ka see food see food city မင်းရမယ်လာစားမင်းအနေထားနေမြန်ကွာငါအိမ်ရဒရိုက်ဘာတော်မှ တလောက်6သိန်းရတယ်ပြစ်စလက်မိုးရုပ်ရှင်ဇာတ်ကားကြီးကဘူနေကိုစားရဲ့ဒုတိယမြောက်ဇာတ်ကားကြီးလည်းဖြစ်တယ်အာပြီးတော့ပိုးပထမဦးဆုံးရိုက်ကူးခွင့်ရခဲ့တယ်ဘလောက်ကားတဲ့ဂီတမှာတွေ့ဆုံခဲ့ကြရတဲ့ဒီအဖွဲ့သားတွေရိုက်ကူးထားတဲ့အာရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ် တော်တော်လတ်လတ်နဲ့လူငယ်တွေရဲ့နှလုံးသားနဲ့အနီးဆက်ဆုံးဖြစ်အောင်ဖန်တီးထားဖို့ပြည်သက်တွေအားလုံးနှစ်သက်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျီနူးစုပြဘွေရအချစ်ကားလေးဖြစ်ပါတယ်။စုနှစ်ကြည်ခွဲစရာကြီးလည်းပါဝင်ပါတယ်။ဆဲရဲအလှည့်ပြောင်းနေလည်းအများကြီးပါဝင်ပါတယ်။ကာရက်တာတွေအများကြီးပါဝင်ပါတယ်။ကျွန်တော်တို့အားလုံးရဲ့ဒီမတူညီတဲ့အသက်အရွယ်တွေပေါ့နော်ကျွန်တော်ဖန်တီးရတဲ့သူတွေဘက်မှာလည်းဒရိုက်တာဦးမီဝါကနေအစပြုလို့ကျွန်တော်တို့ဂျန်နရေရှင်းရှိမယ်လူငယ်တွေဒီတေးစားတို့ဂျန်နရေရှင်းရှိမယ် အမပူလို့လူငယ်လေးတွေပါမယ်အားလုံးကဒီဒီအနုပညာဖန်တီးမှုဆိုတာရဲ့ချစ်ချင်းမြတ်တာဆိုရဲ့အပေါ်မှာရဲ့ဒီအားလေးကိုကျွန်တော်တို့တင်ဆက်ထားပါတယ်အဲ့အတွက် ကျွန်တော်တို့ပရိသတ်နဲ့လည်းကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာတွေနဲ့ထပ်တူကြမယ်လို့မျှော်လင့်ထားပါတယ်ရိုက်တော့တော့ရိုက်လိုက်တာပဲဗျာအဲပြန်ကြည့်တော့ပြီးတော့နောက်က music နဲ့စံတရားလေးတွေတရောလေးတွေနဲ့တော့ကျွန်တော်ကိုယ်တိုင်ဥရားပါတယ်ဘုံဘောချစ်တယ် ဆိုခဲစီမြဲစီတော်တော်လေးသဘောကျပြီးတော့အဲ့လိုကြီးလိုက်တန်နဲ့အဲ့လိုကိုကပါအရင်ချစ်နေတဲ့လူတယောက်လိုခံစားသွားရကျွန်တော်ပြောပြမယ်ကကျွန်တော်အမှန်တိုင်းဝန်ခံရရင်ကျွန်တော်ဗေဗီဖြစ်ချင်တော့ပါတယ်မိုးစပန်လီရတော့ဒါ तू ကအချစ်ကိုကူးကွယ်တဲ့ကောင်မလေးပေါ့နော် तू ကအချစ်နဲ့တွေ့ပြီဆိုလို့ရှိရင် तू ကချစ်ဖို့ပဲတည်ရဲ့ကောင်မလေးအဖြစ်သယုံဆောင်ထားပါတယ်အဲကိုကိုတိုင်းလဲမိုးစပန်ကို အရင်ဘယ်လိုပြောမလဲကိုနဲ့အရင်နီးစပ်တယ်လို့ခံစားရရတယ်။အမ်ပြီးတော့အမ်မိုးစပဟင်းရဲ့လီဗီပေါ်မှာချစ်သွားတဲ့စိတ်ကလေးတွေပြီးတော့သူကြုံတွေ့ရလိုက်တဲ့အချိန်လေးတွေမှာသူ့ရဲ့အာနုနုညံ့ညံ့တဲ့ဟိုအချစ်ကိုနောက်လိုက်တဲ့ခါလေးတွေအဲ့ဒါလေးတွေကိုလည်းအကောင်းဆုံးတူစားပြီးပုံဖော်ထားပါတယ်။ဆိုတော့မိုးစပန်ကတော့ပြိသက်တွေကပြောကြရဲမိုးစပန်ဖြစ်ချင်တယ်လို့ပြောရဲဆိုရင်မိုးစပန်ကပြိသက်တွေအားလုံး မိုးစုပ်ပန်းဖြစ်ခြင်းနဲ့ပိသက်တွေကိုပူဇော်ပြုပါတယ်။အာမိုးစုပ်ပန်းကလေအဲ့လိုမျိုး easy ကလေးလေးတော်တော်လုံးတက်တယ်။အာပိုးမမိတာနဲ့တော့နည်းနည်းกว่าပိုးမမိတာနည်းနည်းလေးတောင့်နေဆိုတော့လေဒါပေမဲ့အဲ့ဒီမှာမိုးစုပ်ပန်းလေးဖြစ်အောင်အာဒီစပင်လေးတွေကအစာသူရဲ့ဝစားပြင်ဆင်မှုလေးတွေအလိုနွယ်ဆိုးဆိုးတက်တဲ့အလိုကောင်မလေးပုံစံလေးတွေချွဲတက်တဲ့ကောင်မလေးပုံစံလေးတွေကိုအကောင်းဆုံးပုံဖော်ထားပါတယ်။ညှိုးဖက်လိုက်တဲ့အချိန်မှာဒီဇက်ကောင်စီရရဲ့ပုံစံကို ဖမ်းရတာပေါ့ဘိုးအတွက်ခံစားရတာဟိုလွယ်လွယ်တယ်ဆိုတာကြိုက်တာဘူးเนาะကြိုက်တော့ဟိုကိုဖြစ်ချင်တဲ့ပုံစံကိုကလုတ်ခွင့်ရတဲ့ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့အလိုလိုပဲဒီဟာလေးကိုဟိုချွတ်ချွတ်နွဲ့နွဲ့လေးပြောတတ်တဲ့ဟာလေးကိုဟိုစူးစမ်းခွင့်ရခဲ့တယ်ဟိုကိုယ်တိုင်လည်းကြည့်ပြီးတော့အသေးတွေရပြီးတော့နဲ့လည်းနဲ့တဲ့သဘောကျနေရပေါ့နော်အာအားလုံးကတော့ကျွန်တော်အနေနဲ့တော့ဒီ most ban ဇက်ကောင်တစ်ခုတည်းမဟုတ်ဘဲနဲ့ ကြည်ပြာကောဇော်ဝင်းကောချိတ်ကောအကုန်လုံးကဒီကျွန်တော်တို့သွားကျင်တဲ့ direction တိုင်းကိုကျွန်တော်တို့ရိုက်ပြကျင်တဲ့ဒီဇက်ညွန်းဇက်ွက်แท้ကိုရောက်အောင်လို့ဒီဇက်ကိုတည်ဆောင်ပေးနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်လေအားလုံးရဲ့ ဘဝမှာတော့အချစ်အတွက်အတိုက်ခံလုပ်ရတဲ့အချိန်တခုခုတော့ရှိမှာပဲလीเนาะကိုကိုနဲ့ကိုချစ်ရတဲ့သူကတခုခု꽈ချားတဲ့အကြောင်းအရာလေးရှိရင်တော့တိုက်ခံလုပ်ရမှာပဲဆိုတော့ဒါအားလုံးနဲ့မစိမ့်ဘူးလို့ထင်တယ်ဆိုတော့အသက်ရွယ်꽈ချားလို့ပဲဖြစ်ဖြစ်အခြေအနေမတူလို့ပဲဖြစ်ဖြစ်ကိုသွားခြင်းနဲ့လမ်းကြောင်းတွေကွာခြားလို့ပဲဖြစ်ဖြစ်အဲလူနှစ်ယောက်ပေါင်းစည်းဖို့ဆိုရင်အတိုက်ခံလို့ရတဲ့အခြေအနေရှိရဲဆိုတော့ဒီဟာကိုပဲအကောင်းဆုံး 調査ထားပါတယ်။အဲပရိသတ်တွေအားလုံးလည်းတခုဟုတ်တခုနဲ့တော့တိုက်ဆိုင်သွားမယ်လို့လည်းထင်တယ်။ဟုတ်ငယ်သေးရောကိုပြုမှုများပါလေ။ကွာချားအောင်မယ်ဒီသဘင်လူရဲ့ပုံမှန်သဏ္ဍာန်မိုးစုပ်ပန်းရဲ့ပုံမှန်သဏ္ဍာန်ဒီတစ်ခုဖြစ်အောင်အာပြီးတော့သူ့ရဲ့စကားပြောပုံဟိုတကူ response လုပ်တဲ့ပုံလေးတွေအဒါလေးတွေကိုပြီးတော့ဟိုငင်းငင်း character နေခွဲထွက်တဲ့ သူရဲ့ချွဲနှွဲမှုလေးတွေသူရဲ့ဟိုပေါ့အလုတ်ခက်ကလေးတွေနဲ့ဒါကိုပုံဖော်ခဲ့ရတာပေါ့နော်ဟုတ်လို့ရှင်ဖန်တီးတဲ့နေရာမှာတခန်းနဲ့အမှတ်တရရှိရဆိုတော့မလွယ်ဘူးခင်ဗျာကျွန်တော်တို့ဟိုဆယ်ရန်းဆောင်ဝယ်ဖြစ်ရတယ်လို့ပဲဘယ်အပုတ်လေးရတော့အခက်ဆုံးလဲဘယ်အပုတ်လေးရတော့အလွယ်ဆုံးလဲမဟုတ်ပဲねကျွန်တော်တို့အတွက်ကဒါအားလုံးပေါ့နော် the the whole package ကြီးကအမြဲတမ်းအမှတ်ရနေမဲ့ကျွန်တော်ရဲ့ဘဝရဲ့ဒီနှစ်အပိုင်းခြားတစ်ခုမှာဒီပြဆက်လက်မိုးဆိုတဲ့ project ကအမြဲတမ်းအမှတ်ရနေမဲ့ အရာဖြစ်ပါတယ်ရှင်ဒီပစ္စလတ်မူကတော့ဘူးအတွက်ပို့ပြီးတော့တော်တော်လေးအမှတ်ရတဲ့ဇာတ်ကားဖြစ်တယ်အဲကိုယ့်ရဲ့မူလအစစာခွင့်ရခဲ့တဲ့ဒီကိုယ့်ရဲ့ဆရာတွေကိုယ့်ရဲ့အကိုတွေဒီအခွင့်အရေးပြန်ပြီးတော့အလုံးလုံးရတဲ့အတွက်ဒါကိုယ့်အတွက်နောက်ထပ် level တစ်ခုကိုငါဟိုကောင်းအောင် လုပ်ပေးနိုင်မှာလားနောက်ထပ်တင်ဆက်မှုတစ်ခုကိုတင်ဆက်ပေးနိုင်မှာလားဆိုတာကိုနောက်ပြီးတော့ကိုယ့်ရဲ့မိသားစုနဲ့အလုပ်လုပ်ရတယ်လို့ခံစားရတဲ့အတွက်အဲဆလည်းအစုံမှာဟိုစေရောကိုနှစ်ပြီးပါဝင်ခဲ့ရတဲ့ဟာတွေအားလုံးကတော့အမတ်တရတွေပဲရိုက်ကူးခဲ့ရတဲ့နေ့ရက်တွေတိုင်းမှာလည်းအမတ်တရတွေအများကြီးရှိရဲဇက်ကားလေးဒီဇက်ကားလေးကလည်းမိုးစွပ်ပန်းဆိုတဲ့ဟာလေးကိုယ့်ရဲ့ကိုးပွားလေးတစ်ခုအနေနဲ့အမတ်ရနေပါ ဒါကတော့လူအများကြီးမှာကိုဆိုင်နဲ့တွားရိုက်ရရဲဆိုတော့အထူးတလဲကိုပြောစရာမလိုတော့ဘူးပေါ့နော်တွေ့တဲ့ပြိသက်တိုင်းကနှုတ်ဆက်ချင်ကြရဆိုတော့သူတို့ကဟိုဒီပိုးတို့ကိုဆိုင်တို့ကိုပဲမြင်နေကင်မရာတွေကိုမမြင်ဘူးအဲ့တော့တွေ့တာနဲ့လှမ်းပြီးတော့နှုတ်ဆက်တယ်နှုတ်ဆက်မိရင်သူကလေပြင်းနဲ့မိုးစုံပန်နှုတ်ဆက်လို့မမြရဆိုတော့အစားပြန်ရိုက်ရတယ်ဆိုတော့ဒီမျိုးရဲမှာညဘက်အလို16လမ်းမှာဆိုလဲဟိုခောက်တုတ်ခောက်ပြန်သွားလာရိုက်ရတာတွေ ဒီလူအများကြီးနဲ့ show ပွဲကြီးကြားထဲမှာရရတာတွေဒါတွေကတော့အမှတ်တရပေါ့နော်ဆိုတော့ဟိုဘလူးရောင်းထင်လိုက်လဲဆိုတော့ဒီနှစ်ယောက်ကိုလူအုပ်ကြားထဲမှာ ရုပ်ရှင်ရိုက်တာဖြစ်ပါနှစ်ယောက်တွေ့ရင်တော့ရိုက်ပြီးတော့တော့တင်ရမယ်လို့များဟိုမှတ်อยู่သလားမသိဘူးပေါ့နော်အဲ့တလောမှာတော့ဟို Facebook မှာအများကြီးတွေ့လိုက်ရတာဆိုတော့လေကျွန်တော်တို့ရဲ့ဇူလိုင်လ၄ရက်နေ့မှာပြသမယ်ပြင်ဆင်လက်မျိုးရုပ်ရှင်ဇာတ်ကားကို လာရောက်အားပေးကြည့်ရှုကြဖို့ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဲ့မြန်ဆလတ်မိုးရွှေရှင်ဆက်ကားကြီးကဇူလိုင်လ၄ရက်နေ့ဆိုရင်ရုံတင်ပြသပါမယ်ပရိသတ်တည်းရဲ့အပိမှုအများကြီးမျောလင်းနေတာဖြစ်တဲ့အတွက်ဘူးတို့တစ်ဖွဲ့သားလုံးကလည်းကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက်ပရိသတ်တည်းရဲ့ရင်ပတ်နဲ့အနီးဆက်ဆုံးဖြစ်မဲ့ဇကားတစ်ခုလို့ယုံကြည်တာဖြစ်တဲ့အတွက်လာရောက်အပိကြဖို့နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းမျှဝေပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်